嗨，Hi, 大家好。 ရလင်ချိုင်းနေဒက်စမအလုံးကျူဆူလိုက်ပါရနော်ဒီနေ့လောင်ရှာဂျီကတ်ရှာရှင်နဲ့ဂျီတန်ရဲ့အသုံးပြုပုံနဲ့ခွာခြားပုံလေးရှင်းလုပ်ပေးမှာပဲဖြစ်တယ်ခြောက်နားရီတော်တော်များများဒီနှစ်ခုကိုမကွဲတော့မြင်ရတယ်ဗောနော်အဲ့တော့ဂျီကတ်ရှာရှင်ဆိုတာလောင်ရှာကြတော့အဲစုစုပေါင်းစုစုပေါင်းနိုင်အရေးအတွက်ကိုတုံးတဲ့အချိန်မှာတုံးတယ်နော်ကြာချိန်ကိုတုံးတဲ့အချိန်မှာလောင်ရှာဂျီကတ်ရှာရှင်မေးရဥပမာဆိုလို့ရှိရင်လောင်ရှာတို့ဒီကနေရန်ကုန်တွားရင်ဘယ်နှနိုင်ကြာတာလဲနော်ငင်တရက်ကို ဘယ်နှစ်နိုင်ဘယ်နှစ်နိုင်စာကြည့်ရလဲအဲ့လိုမျိုးပေါ့စုစုပေါင်းကြာချိန်เนาะကြာချိန်ကိုမေးတယ်ဆိုလို့ရှင်เนาะနောက်ဆိုတော့ជីကဆောက်ဆောသုံးတယ်ជីတည်ရန်ကြတော့ရိုးတန်းတန်းဘယ်နှစ်နိုင်လဲပေါ့เนาะအင်းចောင်းတက်ချိန်ကဘယ်နှစ်နိုင်လဲ ရုံသွားချိန်ကဘဏ္ဏာရီလဲ၊ထမင်းစားချိန်ကဘဏ္ဏာရီလဲ။အဲ့လိုမျိုးမျိုးရိုးတန်တန်နာရီကိုပဲမေးတယ်ဆိုရင်တော့လာဆိုတာ GTN ကိုသုံးရမယ်နော်။အဲ့ဆိုလို့ရှိရင်ပို့ပြော क्वे ပြရအောင်လာဆိုတော့စမ်းနံလင်းတစ်ချက်ကြည့်ကြည့်မယ်။အဲ့ဆိုနံပါတ်1နေကြီးတန်ချွေဆောင်ပန်းကြီးတန်ကပဏ္ဏနာယီเนาะနေကြီးတန်ချွေဆောင်ပန်းခမားပဏ္ဏနာယီရုံးတွားတက်มาလေเนาะဒီမှာဆိုလို့ရှိရင်နာယီအချိန်ကိုမေးရเนาะ နောက်နံပါတ်2နေ一天上班几个小时ခမားတရက်ကိုပန်းနိုင်အလုံးလုတာလေဒါဆိုရင်几个小时ဆိုတာကကြာတော့ကြာချိန်ကိုမေးရဖြစ်သွားပြီ7နိုင်အလုံးလုတယ်ဆိုရင်7နိုင်ပြောရမယ်9နိုင်အလုံးလုတာလေဆိုရင်စုစုပေါင်းကြာချိန်9နိုင်အလုံးလုတယ်ဆို9နိုင်လို့ပြောရမှာเนาะအကြောင်းမို့几个小时ဆိုတာကကြာတော့အဲ့ရအချိန်စုစုပေါင်းပြောရเนาะနေ一天上班几个小时ခမားတရက်ပန်းနိုင်အလုံးလုတာလေ 我三点去上学，真的都难交多的。我一天上三个小时的课，真咯的也够都难上点呀嘞。都要上点钱呀，书房都难写了表情了呢。我一天上三个小时的课，然后能办啊？我晚上十点睡觉。 我晚上十点睡觉，晚上了尿个十点了来睡觉是 A 点完咯，而属于十点才是个农历多拿一，不讲拿一，这个拿一钱我不要，多叫我们十点了到那睡拿一都表要咯。然后我晚上十点睡觉，就那拿廿睡拿一 A 点完咯。然后你不巧。我一天睡八个小时，就那的六是拿 A 点，然后八个小时的加钱我表来撇的咯，加钱。 阿家莫八个小时的都拿，我一天睡八个小时，你不可？我下午五点回来，只能让你阿那一边来的。五点是吧，阿家？然后阿一有表然后那一有表啊。我下午五点回来，我等了一个小时，我等了只能上来一点。我呢，一个小时是、啊、吧？等哪一大声音？等哪一家亲？等哪一表啦、啊？我等了一个小时，只能等哪一上来呀、啊？诶、哎。 老人白骨，four, 上班时间是九点到五点。 上班时间上用得的啊，寝室说平板的，九点到五点是过哪一家人看哪一呢？上班时间是九点到五点，有啊路的去啊看，过哪一家人看哪一吧。那么的是，她化妆需要一个小时，她说都嘛化妆说阿拉皮呢需要说六一点，一个小时说的哪一阿拉阿拉皮呢？加钱的哪撸一点就不要了，阿拉阿拉皮的哪加来六百要。 နဲ့လည်းတူတူပဲเนาะအဲဆိုလို့ရှိရင်ဒီနေ့ကကျတော့ ਝੀ ကရှောင်းရှင်ရဲ့ជីတင်ရွယ်ကွဲမယ်လို့ထင်တယ်เนาะဒါဆိုရင်အချုပ်ရပြောမယ်ဆိုရင် ਝੀ ကရှောင်းရှင်ကပါတယ်ဆိုလို့ရှိရင်သူဒီကြာချိန်ကိုပြောတာပေါ့နော်ဒီတိုင်းရိုးရိုးတန်းတန်းပဲအနောက်မှာတည့်ရင်တလုံးပဲပါတယ်ဆိုလို့ရှိရင်သူဒီအန်နိုင်အချိန်နိုင်ကိုပြောတာနော်အဲဆိုရင်နောက်ရှိတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်တကြစိုက်ချင်းအားလုံးပဲဘိုင်ဘိုင်ပါ